နေ့ငယ်တွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာဘဝရည်ရွယ်ချက်တရားမြင်မဲ့ခက်ခဲမှန်သမျှကြော်လွနိုင်မယ်ရှင်းစွဲနေတာနေ့ပုံမြင့်တဲ့နေ့ထောက်ရောက်ရှိမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ဥတီချက်ပြောင်းပြီးလောက်ကဲ့ခြင်းတွေချိုးပေးမယ်အခက်ခဲကြမှာထိုးပေါက်ပြီးတိုးတက်မယ် ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကန်ကျင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရရှိမယ်19ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကျိုးပေးခြင်းနေရှိမယ်16ရက်နေ့မှာသစ္စာမဲတဲ့သူတွေစကားမတည်တဲ့သူတွေကြောင့်အနောက်ဆက်တွေဖြစ်တတ်တဲ့18ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရင်းစစ်တွေကိုလက်တွေ့သုံးချပြီးဥတီကျစစ်တွေကိုဆောင်ရွက်ပါ18ရက်နေ့မှာ ရပိုင်ခွင့်နေပြန်လဲတောင်းဆိုနိုင်တဲ့ခက်ခဲကြထိုးပေါက်ပြီးထိုးတက်မယ်၁၉ရက်နေ့မှာကြံနိုင်အောင်ဆောင်နိုင်မြောက်လူတိုင်းထိုးပေါက်မယ်၂၀ရက်နေ့မှာအပြိုင်ဆိုင်ကြားထိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်၂၁ရက်နေ့မှာတော့အာမခံခြင်းတာဝန်ယူခြင်းမလုပ်ရဘူးဂရိမတီရဲ့သူနဲ့တွေ့တတ်ပါတယ်ဒီတပတ်တော်ကာလအတော်တွေမှာတနင်္လာနေ့ အင်္ဂါနေ့ကြာသာပတိနေ့မွေးသူတွေကိုကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စောက်ကြနေ့မွေးသူများကြောင့်စိတ်နောက်ရှိတဲ့ဖြစ်တတ်ပါတယ်။နံပါတ်၈ခွန်ကိုကနန်းနေ့ကျိုးပေးပါတယ်။အနဲ့ရောင်ပြာရင်ရောင်လက်ပြာဝင်ဝတ်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန်တို့ကပန်းဖြူတွင်ဖျားကတ်လူပူဇော်ပြီးလောရဆုထားမှာ ထူးခြားစွာကောင်းခြင်းတွေရရှိနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ကနေ27ရက်နေ့အတွင်းကာလဟာအညာဆုံးများလွှမ်းမိုးနေတယ်။တပားသူကြောင့်ကို့မှာရည်ရွယ်ချက်တွေ၊ရည်မှန်းချက်တွေနဲ့နာဆုံးရှုံးတတ်တယ်။စက်ပစ္စည်းတွေ၊လျှက်စက်ပစ္စည်းတွေပျက်စီးမယ်။ကိုယ်လည်းနဲ့ထိနေတော့ပစ္စည်းတွေပြတ်သွားတာတွေကြုံတတ်တယ်။ အလောဒီကြီးဝယ်လိုက်တဲ့အတွက်ရာမဝယ်မားတွေလည်းဖြစ်တတ်တယ်။အလောဒီကြီးရင်းနှီးမြှုပ်နှံမှုကြောင့်ဆောင်းရှောက်မှုတွေရှိတတ်တယ်။ဘာလို့လို့ဒီကြေမကစဉ်းစားပြီးမှလောကီမှာ15ရက်နေ့ကရန်နောက်ဆက်တွေနဲ့ထိတိုက်တွေ့ပြီးစိတ်ပင်မလူပင်မဖြစ်မယ်။16ရက်နေ့ကရာရာဆင်ပြေသောနေထားနဲ့တွတ်တက်တဲ့ကံတွေပေါ်လာမယ်။18ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရအောင်စီစဉ်နိုင်တယ်။18ရက်နေ့ကငွေကြေးကံလုပ်ငန်းကစီးပွားကံတွတ်တက်မယ်။19ရက်နေ့မှာ ငွေကုန်ကြေးကြများမဲ့တခုတည်းမကတဲ့လူတွေကိုလုတ်ကန်ရနေပဲ20ရက်နေမှာတပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပျက်စီးမယ်21ရက်နေမှာအတိုက်ခံကြတိုးတက်မှုကို ဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတော်အတွဲမှာဇာကပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နောက်ဆက်တည်ရှိနိုင်ပါတယ် အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကို300မှာဖြစ်တယ်369ခန်းနေချိုးပေးပါတယ်အနီရောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆန္ဒပြည့်ရင်ဆူတောင်းပြည့်ဆန္ဒပြည့်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဒီကနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတော်အတွင်းမှာရန်တိုက်ခံနေကြတဲ့အတိုးတက်မယ်လူမျိုးကွဲအကျိုးပေးမယ် မိကောင်းဆွေကောင်းထောက်ကူရမယ်အပြောင်းလဲတဲ့တိုးတက်မှုကြုံမယ်အရဝေးနဲ့ဆက်ဆက်သောလှုပ်ကြိုးပေးမယ်ရပ်တန့်ထားတဲ့လှုပ်တွေပြန်လဲစတင်နိုင်တယ်နေရာထိုင်ခင်းကိစ္စပြောဆိုမှုအစဉ်ပြေမယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မှုကိုကြုံမယ်15ရက်နေ့မှာကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိမယ်အရာရာအစဉ်ပြေမယ်16ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံထူးထူးခြားခြားတိုးတက်မယ်18ရက်နေ့မှာ ရန်နောက်ရှိတဲ့ကြားတွေကထိုးပေါက်ပြီးလောက်ရမယ်ဆက်ရှိရနေရတော့ထူးထူးခြားခြားကောင်းတဲ့နေဖြစ်လာတယ်အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်19ရက်နေ့မှာ အတိုက်ခံနေကြတဲ့တိုးတက်မယ်ငွေကြေးကံကောင်းမယ်20ရက်နေ့လုံးသမျှကြံစီသမျှအောင်မြင်ဆင်ပြေခြင်းကြုံမယ်21ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေပြောဆိုမှုလုပ်ငန်းရအောင်မြင်မှုနဲ့ရှင်းပြမှုအောင်မြင်မှုတွေကို ကြုံတွေ့ရမယ်အနေထားရှိပါတယ်။ဇာတပတိနဲ့ဗုဒ္ဓနဲ့စနေနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနဲ့တနင်္လာနေ့မွေးသူများကြောင့်စိန်အောင်ရှယ်ရှိနိုင်ပါတယ်။နှစ်ခုကိုကနန်းနေ့အကျိုးပေးပါတယ်။အစင်းရောင်ဖြူရောနို့နေရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်။အိမ်မှာရှိနေတဲ့တပြက်စီဟောင်းနေခြေသောဘွားဟောင်းနေစွန့်ပြစ်လိုက်ပါ။ အញ្ញံကင်း၍ကောင်းခြင်းကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတွင်းမှာအလုံးစုံကောင်းခြင်းကံတွေတိုးတက်ခြင်းတွေရှိတယ်မိမိလိုရာစန္ဒမသမျှပြည့်စုံမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ပြည်ရသူများစမ်းပွင့်မယ်အခက်အခဲအလုံးကိုပြည့်လည်ပြီးကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရှိမယ်15ရက်နေ့မှာ အလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းကံဒီကြုံမယ်16ရည်နေ့မှာရှင်ပြန်မှုမှာသမျှအောင်မြင်ခြင်းဘုရားတိုးတက်ခြင်းကြုံမယ်18ရည်နေ့မှာမထင်မှန်ဖြစ်ပြဿနာဟောင်းတွေပြန်ဖြေရှင်းရတတ်တယ်စိတ်ရှုပ်ရတတ်တယ်စဉ်တော့ဖြေသွားမှာပါ17ရည်နေ့မှာဝေးကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုမှုတွေဆင်ပြေမယ်စမ်းဖွင့်မယ်19ရည်နေ့မှာအပြောင်းလဲတွေရှိမယ်ရည်မှန်းချက်အောင်မြင်မယ်ဘုရားတိုးတက် 20ရက်နေ့မှာငွေကြေးကလုပ်ငန်းကထူကောင်းပြီးထုတ်တဲ့တဲ့21ရက်နေ့မှာရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်စိတ်ရှုပ်ရမယ်ဒီတပတ်တာကာလအတွင်းခြားသာပရိနေဗုဒ္ဓနေအင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောင်းချာနေ့မွေးသူများကြောင်းစိတ်နောက်ရှိတဲ့ရှိတတ်တဲ့၃နှစ်ကိုးကနန်းနေ့ကျိုးပေးတယ်အပြာရောင်ညောင်ကျသွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ် ိမ်နိဗ္ဗာန်မှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါအာဟာရလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်သာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာ အပြောင်းလဲတွေဆက်တိုက်ဖြစ်မယ်ဥတီချက်စစ်တွေလောက်ကိုင်းနိုင်တယ်စော်ရဲလိုက်တဲ့နေရာတိုင်းမှာအတိုက်ခံနဲ့ထိတဲ့တွေ့မယ် မဖြစ်မနေလုပ်ခဲ့မှုကြောင့်ဆုံးမမအောင်မြင်မယ်။တခါမှမလုပ်ဘူးသေးတဲ့လူတွေလုပ်နိုင်တယ်။တခါမှမဆောင်ရဘူးသေးတဲ့လမ်းကြောင်းတွေကိုထိတဲ့ရင်ဆိုင်ပြီးတော့လုပ်ကြင်နေဦးသားမကဆောင်ရသမျှဆုံးဖြတ်သမျှမှန်ကန်ပြီးတော့မူလဘဝရဲ့ပုံမြင့်တဲ့ခြေနေတစ်ခုကိုကိုပြောင်းတွတ်တဲ့ချင်းကိုကြုံတွေ့ရပါလိမ့်မယ်။15ရက်နေ့မှာလမ်းကြောင်းသစ်တွေတွတ်တဲ့မှုသစ်တွေဖန်ပြီးတွတ်တဲ့မယ်အောင်မြင်မှုကိုရမယ်။16ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။ ဝေခြေကံကောင်းမယ်ဆက်ခုနှစ်ရက်နေ့မှာလုံသမျှရည်ရသမျှအစဉ်ပြေပြီးတိုးတက်မယ်ဆက်ရှိရက်နေ့မှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်ရှင်ပြန်မှုအောင်မြင်မယ်၁၉ရက်နေ့မှာအနှောင့်အယှက်တွေကြုံပြီးမှနှောင့်နှေးပြီးမှအစဉ်ပြေမယ်20ရက်နေ့အရာရာကောင်းခြင်းတိုးတက်ခြင်းတွေရှိတယ်21ရက်နေ့မှာအပြောင်းလဲတဲ့တလန်းနဲ့လူရာပြည့်စုံခြင်းတွေကိုရရှိလိမ့်မယ် ဒီကာလအတွင်းတနင်္လာရင်ကဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေစနေမွေးသူတွေအနောက်ရှက်ပေးရတဲ့တစ်ချောက်ကိုကနန်းနေကျိုးပေးတယ်အဝါရောင်လိန်မောင်ရောင်နုနေရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်အဝါရောင်ပန်းဝယ်လေးတွေဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြပါတယ်မယ်ကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတောအတွင်းမှာအလုံးစုံသောပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ဆောင်ရွက်မှုမှန်သမျှအစီအပြေလာမယ်။သက်လွယ်သောအကြံဉာဏ်နဲ့တိုးတက်မှုတွေရှိပြီးတော့ရှင်ပြန်မှုတွေမှအောင်မြင်မယ်။မရည်ရွယ်ပဲခီးသွားရမယ်။မထင်မှတ်ပဲလုပ်လိုက်တဲ့ကိစ္စကနေထူးခြားတဲ့နာမည်အောင်မြင်မှုနဲ့တိုးတက်မှုကိုရသိမယ်။15ရက်နေ့မှာရရသတိရှိရမယ်။ရန်နဲ့ရှင်ပြီးလောက်ရမယ်။16ရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တဲ့ဒီသစ္စာမဲ့သူနဲ့တွေ့တဲ့ 18ခုနှစ်မှာစောရသမျှအစီပြေမယ်ပျော်ရွှင်ချမ်းမြေမယ်စမ်းပွင့်မယ်18ရက်နေ့မှာခီးကိစ္စအောင်မြင်မယ်အပြောင်းလဲကျအတိုးတက်မယ်19ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စအစီပြေမယ်20ရက်နေ့မှာအပြိုင်ဆိုင်နဲ့ထိတ်တိုက်တွေ့တတ်တယ်ဂတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တယ်21ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိတဲ့နေ့တစ်ခုဖြစ်တယ်တနင်္လာနေ့စောင့်ကြနေ့ အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်တတ်တယ်ကိုးခွန်လေးကနန်းနေ့ကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်နေ့သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ ကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါနေမှာရှိနေတဲ့ဖနာဟောင်းထီဟောင်းတို့ကိုဆွံ့ပြလိုက်ပါကျေးဇူးတင်ပါတယ်တနင်္ဂနွေမွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကျူပေးမယ်မင်္ဂလာကိစ္စပတ်သက်ရမယ်အကြီးအကဲများထံမှကောင်းသော ထောက်ကူနဲ့တိုးတက်မှုရမယ်ရှင်ပြန်မှုမှာသမျှအောင်မြင်မယ်တို့သမျှထင်ရှားသောကံကြမ္မာနဲ့တိုးတက်တဲ့ကံတွေချုံမယ်15ရက်နေ့အရာရာရှင်ပြေသောကံနဲ့တိုးတက်တဲ့ကံရှိမယ် 16ရည်နေ့ခီးကိစ္စအပြောင်းလဲကိစ္စနဲ့တိုးတက်မှုကြောင့်ပဲ18ရည်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြောင့်ပဲ18ရည်နေ့ရန်တိုက်ခံတဲ့ရှင်ပြည်လောက်ရမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှအဆင်ပြေမယ်19ရည်နေ့မှာထူးခြားတဲ့ကံကောင်းခြင်းနဲ့လူရပြည့်စုံခြင်းရှိမယ်အခွင့်အရေးစစ်တွေပေါ်မယ်20ရည်နေ့မှာရပိုင်ခွင့်တွေပြန်ရမယ်အဝေးကလူတွေနဲ့ပြန်လဲဆက်ဆက်မှုကြိုးပမ်းမယ်21ရည်နေ့မှာရပ်ထားတဲ့လူတွေပြန်လဲစတင်နိုင်တဲ့ဝေချေလက်လာပတ်ကံကောင်းမယ် တနေ့လာနေစောက်ကြနေငါနေ မွေးသူတွေကောင်းကျိုးဖြစ်မယ်ဂျာတာပင်းနေစနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်369ကနေ့နေကျိုးပေးတယ်အနီယောင်ချက်သွေးရောင်ပန်းရောင်တို့ကို သုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံကြမ္မာများရစေရန်အနီယောင်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပြုပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်